မင်္ဂလာပါမျိုးတို့ရေကမ္ဘာလူသားချင်းစာနာထောက်ထားမှုနေ့တုန်းကပရိဒသမားပါဆိုတဲ့လူရဲ့ဇာတ်ကားတွေကတော်တော်ကြီးကိုတစ်ဖက်ဆောင်းနေဆန်နေလို့ဒီနေ့လောက်တော့ပြောမြန်မာနိုင်ငံဟာအာရှမှာစီးပွားရေးမှာ အာရှကြဖြစ်ခဲ့တယ်တဲ့အာရှကြဖြစ်ခဲ့တယ်နောက်27မှာစစ်တပ်ကအနာသိန်းလို့တိုင်းပြည်ကမွဲပြီးပြည်သူတွေအခုလက်ရှိထမင်းငတ်နေပါတယ်ဆိုပြီးပြောသွားတယ်ဒေါက်တူကြီးဆိုတာလက်ထက်တုန်းက မြန်မာနိုင်ငံကစီးပွားရေးမှာအာရှကြားတာမဟုတ်အာရှမှာခေါ်စီရာတောင်ဖြစ်နိုင်ပါတယ်ဆိုပြီးတော့ပြည်သူ့ကိုမစားရဝါကမန်ချင်းထဲခဲ့ရတရားစီမံကိန်းဆိုပြီးလုပ်တဲ့အားလုံးသိတဲ့ဆိုရတက်တက်ချင်းရတရားစီမံကိန်းဆိုပြီးလုပ်တဲ့အာရှမှာကြားတာမဟုတ်ဘူးခေါ်စီရာတောင်ဖြစ်နိုင်ပါတယ်ဆိုပြီးပြည်သူ့ကိုမလိမ့်တပတ်နဲ့ညားတယ်ဗစုကြီးကိုယ်တိုင်ပြောခဲ့တယ်စင်ကာပူကိုကြော်မဲတဲ့ရတရားကရတရားပြည့်လို့တစ်နှစ်သာကြော်ပြီးနှစ်နှစ်သုံးနှစ်သာဖြစ်သွားတယ်ဘာစီမံကိန်းမှအကောင့်တယ်မပေါ်လာဘူး ောင်စုကြည်စုကတက်လာတဲ့ရတ္တရာစီမံကိန်းမှာအောင်မြင်တဲ့အပြင်2019 2018 3ဇက်တိုက်အစိုးရရဲ့ဖက်ဆက်လုပ်တဲ့ဝန်ကြီးဌာနပေါင်း20နဲ့တခုမှာအမြင့်ငွေတပြားတစ်ချက်မှမရခဲ့ဘူးဝန်ကြီးဌာနတခုမဟုတ်ဘူးเนาะ20နဲ့တခု2019 2018 3ဇက်တိုက်အမြင့်ငွေတပြားတစ်ချက်မှမရဘဲ0000ဘယ်နာမှလဲအားရှာကြဟမ် ျမတို့ကဒေါ်စုနဲ့ NLD ကိုဟီးရိုးကြီးထင်ခဲ့တာတကယ်တမ်းကျမ0ကြီးဖြစ်နေတယ်အဲ့ဒီအချိန်နဲ့ကျမနိုင်ငံရေးစလုပ်ထားပဲမျိုးသားရေးစလုပ်ထားပဲဟီးရိုးထင်ခဲ့တာ0ဖြစ်နေတယ်ဘယ်နာမှလည်းအားရှာကြဘယ်နာမှလည်းခေါ်စည်းလာစဉ်းစားပြီးပြောထမင်းစားပြီးကြီးရမလားစစ်တပ်ကအာဏာသိမ်းလို့ပဲပြည်သူတွေထမင်းငန့်နေရသေးတယ်ခင်ဗျားတို့ခေါင်းထဲမှာချီးတင်နေပြည်နေလားနောက်တစ်ယောက်ကလည်းပြောသေးတယ်ကာတုတ်ကမြောက်လိုက်ရတဲ့စာနာမှုမရှိဘူးမိသားတွေကခေါင်းမာရတယ်ဆိုတော့ ဟိုအေးချမ်းစွာယူသားစွာနေတဲ့အညာသူအညာသားတွေကိုနိုင်ငံရေးမိုင်းတိုက်ပြီးစစ်တလင်းဖြစ်အောင်လုပ်တဲ့ခမားတို့ကြတော့စာနာမှုတွေရှိတယ်ပေါ့မေတ္တာတရားတွေရှိတယ်ပေါ့အဲ့လိုလားပြည်သူတွေသွာလာနေတဲ့ယထာလန်းတွေကိုယထာလန်းတွေဖျက်လို့ဖျက်စီးနေဘုံခွဲမိုင်းဆွဲပြီးပြည်သူတွေဒုက္ခရောက်အောင်လုပ်နေတဲ့ခမားတို့ကရောမေတ္တာတရားတွေပြေဝါပြီးစာနာမှုတွေရှိနေရအဲ့လိုလားဟမ်ကိုဗစ်ကူးလို့ပြည်သူတွေအသက်တွေဆုံးရှုံးနေတဲ့အချိန်မှာဆရာဝန်တွေသေမှုကူပဲနဲ့စီဒီအန်လုပ်ဖို့မြောက်ပေးခဲ့တဲ့ခမားတို့ကြတော့စာနာမှုတွေရှိပြီးမေတ္တာတရားတွေပြည့်နေရအဲ့လိုလား ဟာသူများမျက်ချီပဲမမြင်ရဘူးလူဆိုတာသူ့ဘက်ကိုပဲမျှတအောင်တွေးရတယ်ခင်ဗျားတို့ကကုံစင်းလုံးတက်ချင်တာဖင်ပိတ်ပြီးអော်ကြတယ်နာဆာကအစိုးရကိုဖောင်းနေထူးကြတယ်မကောင်းကြောင်းပြောကြတယ်ကုံစီစီးစင်းမှုတွေရက်တက်အောင်ကုံစီစီးစင်းမှုတွေကြန့်ကြအောင်နေဆက်ကုံသွဲရေးလမ်းကြောင်းတွေမှာတပုံနဲ့ PDF MUG အကြမ်းဖက်နဲ့ပေါင်းပြီးစုကုံမှုတွေလုပ်တာကြခင်ဗျားတို့မျက်လုံးတွေကန်းနေကြတယ်ခင်ဗျားတို့နားတွေပေးနေကြတယ် ကုန်တီစည်းစင်းမှုကြန့်ကြာပြီးကြီးဆိုတာနဲ့ငွေကြေးဖောင်းပွားမှုကမြင့်တက်လာမှာပဲကုန်စည်းစင်းမှုရပ်တန့်အောင်လို့ပို့ဆောင်ဆက်သွယ်ရေးလမ်းတရားတွေကိုလမ်းတွေတရားတွေကိုဝန်ခွဲပြီးမိုင်းဆွဲပြီးဖျက်လို့ဖျက်စီးလုပ်ပြီးတော့မှကုန်သင်းလုံးတက်တယ်ဆိုဖင်ပိတ်ပြီးမော်ကြနဲ့မဖူးပေါ်လက်တင်ပြီးပြန်စင်းစားဘသူကမှားနေလဲဆိုတာ